ကပ်ပူကွန်ကကြည့်နေဘက်ပူကွန်ကပ်ဘွိုင်းနဲ့ကပ်ဘွိုင်းနမုန်ဖက်နဲ့ဘက်ဘွိုင်းဖြစ်နေအခုကတော့အဲကျမခုတနေ့တောင်းကလေပြောရလေဟိုကနေကျမတင်ထားတာလေအော်စနေတရက်ပဲတက်ကတူတက်ရတယ်ဆိုတော့လေအရင်ကဒီလိုတွေမရှိဘူးဗျအရင်ကဒီလိုတွေမရှိဘူးအအခုနောက်ပိုင်းဒီအာနာသိမ့်ပြီးသွားတဲ့နောက်ပိုင်းကြမှာဒီလိုစနေနေ့ အဲတရက်ပဲတက်ဒါလည်းဟိုများသောအားဖြင့်တက်ကတူတွေကစနေတနင်္ဂနွေပိတ်တာပါအဲ့တက်ကတူမှာကမြန်မာနိုင်ငံကမြန်မာနိုင်ငံကဒီနိုင်ငံမှာပဲအဲဒေါက်တာဘွဲ့ရထားတဲ့သူတယောက်ကအဲ့ဒီတက်ကတူမှာဆရာမဖြစ်နေတယ်အဲဆီယာမဖြစ်တာပါတက်ကတူဆီယာမဖြစ်နေတာပါတက်ကတူဆီယာမဖြစ်တဲ့အခါကျတော့လေအဲသူကခေါင်းဆောင်ပြီးတဲ့အခါကျတော့ဒီမှာရှိတဲ့အလုတမားတွေကိုစနေနေ့တက်ခိုင်းတာပေါ့ ဘဲတက်ကတုံမဆိုစနေတနင်္ဂနွေပိတ်တာပါโอเคနော်ဘဲတက်ကတုံမဆိုကိုရီးယားမှာစနေတနင်္ဂနွေပိတ်တယ်အယက်ဆိုင်တောင်တနင်္ဂနွေပိတ်တာပါအယက်ဆိုင်တောင်တနင်္ဂနွေပိတ်တာဘာကြောင့်လဲဆိုတော့တနင်္လာမှာပြန်ပြီးတော့အလုတ်လောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အယက်ဆိုင်တောင်တနင်္ဂနွေနေပိတ်တာဒီတက်ကတုံကတစ်ခုပါပဲတက်ကတုံတစ်ခုပါအဲ့တစ်ခုပါပဲအဲ့တက်ကတုံတစ်ခုမှမြန်မာနိုင်ငံကနေဒီနိုင်ငံမှာဒီနိုင်ငံသားဖြစ်သွားပြီထင်ပါတယ် ဒီနိုင်ငံသားဖြစ်သွားပြီထင်ပါတယ်ခလေးလည်းမွေးထားတယ်ဒီနိုင်ငံသားလျှောက်ထားတယ်ပေါ့သူလည်းပတ်စံนี่တော်တော်များများရလိုက်ပါတယ်အဲ့ဒီအမျိုးသမီးဘယ်သူလဲဆိုတာလဲကျွန်မသိထားပြီးသားကျွန်မနဲ့အာနည်းနည်း online ပေါ်မှာတစ်ခါတလေတော့တစ်ခါမှမသိဘူးစကားများဘူးလေပြီးတော့ကျွန်မကျွန်မတို့သူတို့ကြောင်းကိုတိုင်ဖို့ကြောင်းထုတ်ဖို့လုပ်တဲ့ကာလမှာလေငါတို့ကဒါတို့ရဲ့ရန်ကုန် UFF fan ကြောင်းစင်းနေအချင်းချင်းအော်မန္တလေး UFF fan မန္တလေး UFN ဒီမျိုးသမီးကတော့ရန်ကုန် UFN အဲကျမကိုကြောင်းထုတ်ဖို့လုံတုံးကတော့သူ့ like ကိုတွေ့လိုက်တယ်မဖြစ်သေးဘူးတဲ့မဖြစ်သေးဘူးလားအော်ရှောက်တာမဟုတ်ဘူးနော်ငါတွေ့လိုက်တယ်လို့ပဲကိုရီးယားအာမှာနေထိုင်ခွင့်ရသွားတာလားမသိဘူးနော်နေကတခြားတယောက်နဲ့မှားနေလို့လားတော့မသိဘူးဂိမ်းထဲမှာ တို့ကတော့တက်ကတူဆီယာမဖြစ်တဲ့အတွက်ကြောင့်ရရင်လည်းရမှာပေါ့နိုင်ငံသားလျှောက်ထားတာလည်းမသိဘူးငွေအမောက်နေအများကြီးပြရရတယ်လေနိုင်ငံသားလျှောက်တယ်ဆိုရင်ဒါတက်လိုက်ရတယ်ဒီလိုမျိုးဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာဒီနိုင်ငံမှာရှိတဲ့အယောက်6000ကျော်9000လောက်ကလည်းတက်လိုက်ရကိုဘန်းပြပြီးတော့ပေါ့နည်းနည်းပပလှူတသိန်း2သိန်းအဲ့လိုမျိုးတွေလှူပြီးသွားပြီးတဲ့အခါကျတော့လှူပြီးသွားပြီးတဲ့အခါကျတော့ကျမတို့ဟိုဒီဒီနိုင်ငံမှာနေထိုင်ခွင့်တွေရကြတယ်အတနာခံတာတွေရကြတယ် အာပြီးတဲ့အခါကျရင် သူတို့ရဲ့အခုဆိုလို့ရှိရင်ဒီမှာအာပေါ့ဟင်းချောင်းစာဆိုတဲ့တရံဝယ် license မရှိဘဲနဲ့လည်း visa တွေလုတ်ပေးတဲ့သူတွေရှိတယ်။ကျမရှိမှာ data တွေရှိပါတယ်။ကျမရှိမှာဘယ်သူတွေဟင်းချောင်းစာ license မရှိဘဲနဲ့ကျမတို့အာ visa တွေရှောက်ပေးနေတဲ့သူရဲ့ list တွေကျမစီမှာအကုန်ရှိတယ် data တွေရောအဲ့ဒါတွေကတိုင်လို့ရှိလို့ရှိရင်1000နှစ်ပါနော်။1000နှစ်ဖြစ်ပါတယ်။ အဲ့လိုဗီဇာတွေကိုလျှောက်ပေးတယ်အဲတချို့လည်းအဲ့ဒီစနေနေ့ပဲတက်လို့ရတယ်တက္ကသိုလ်မှာတက်ပြီးသွားတဲ့အခါမာစတာရသွားတဲ့အလုပ်သမားတွေလည်းရှိတယ်အဲအဲ့ဒီအလုပ်သမားတွေကအွန်လိုင်းမှာစာပြန်သင်နေတာကိုလည်းကျွန်မတွေ့ရတယ်တချို့ဆိုရင်စာလေးတွေမတောက်တခေါက်နဲ့ TikTok မှာ live လွှင့်ပြီးတော့ကောင်မလေးတွေသင်နေကြတယ်ဘလို့တွေမှားတယ်ဆိုတာလည်းကျွန်မသိတယ်အမေကျွန်မတို့မပြောပါဘူးအော်မြန်မာပြည်ကနိုင်ငံခြားရောက်ပြီဆိုတော့ ਨੇ အထင်ကြီးကြတယ်လေ အဲ့လိုအထင်မကြီးပါနဲ့ဒီနိုင်ငံခြားမှာကလေဘယ်လိုလူမျိုးတွေကိုအထင်ကြီးလဲဆိုရင်ဂျိုကွန်ဆိုတာရှိတယ်စပက်ဆိုတာရှိတယ်သူရဲ့ဘာတွေလုတ်ခဲ့တဲ့လဲပေါ်မှာမူတည်တာပေါ့ဥပမာသူဘာစုတွေရခဲ့ဘာစုတွေရထားတယ်လဲသူဘယ်တန်းနေတက်လဲသူကစကောလာနဲ့လာတာလားအရင်ကတည်းကစာတော်တာလားအဲသူကစကောလာနဲ့လာတာလားပြောလို့ရှိရင်သူဓမ္မဘာစုတွေရလဲဓမ္မဘလို့ចောင်းတက်ခဲ့လဲအဲ ဘလို activity တွေလုပ်တယ်လေအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ဒီနိုင်ငံကလူတယောက်ရဲ့အရေးချင်းကိုဆုံးဖြတ်တာကျမတို့နိုင်ငံကမဟုတ်ဘူးကျမပြောပြမယ်ကျမပြီးခဲ့တဲ့တစ်ခေါက်ကအာကျမက MBC ပေါ့ MBC ဆိုတာရိုးရိုးတင်တန်းပဲဥပမာပေါ့ make up MBC တင်တန်းဆိုအမှ MBC ကနေပြီးတာတို့ပြီးတဲ့အခါ SBS ကတို့ဘာလို့သူတို့က make up တင်တန်းလေးတွေအဲ့လိုတွေဖွင့်ကြတယ် ဲ့လိုမိတ်ကပ်တင်နန်းကိုဒီလိုမျိုး NPC ရုပ်တံနေလို့ပုံစံမျိုးကနေမိတ်ကပ်တင်နန်းဖွင့်တာကဥပမာဗျာနန်းတွင်ကားတွေရိုက်တဲ့အခါမှာကျမကမလုပ်တာနန်းတွင်ကားတွေရိုက်တဲ့အခါမှာလူတွေအများကြီးပါလို့ပါလဲမိတ်ကပ်တွေလိမ့်ရတယ်အဲ့တော့ဒီလိုမိတ်ကပ်ကြောင်းကသူတွေတို့မိတ်ကပ်တက်တူတက်မဲ့သူတွေတို့သူတို့ကအလုပ်ပေးတာပြလို့ရှိရင်ကျမတို့မိတ်ကပ်လုပ်တဲ့အခါမှာလဲမော်ဒယ်ထိုင်လို့ရတယ်မော်ဒယ်ထိုင်တရက်ကို9000တောင်းလို့8000တောင်းလို့အဲ့လိုပေါ့ကိုယ်ကမိတ်ကပ်ပြင်တာပေါ့ကျမတို့ဆောင်းမွေးဖြေတယ်ဆိုလဲမော်ဒယ်ငှားရတယ် မော်ရင်မှားကကိုကပေးရတယ်ပေါ့အဲ့တော့ကျမဆိုလက်ဒီမှာလीအရင်ဆုံးစစပြီးတော့မိတ်ကပ်တွေပြင်တယ်ပေါ့မိတ်ကပ်တွေပြင်တယ်ဒီဇိုင်းတွေသူတို့ပေးထားတဲ့ဟာတွေကိုဟိုကျမလေ့လာပြီးတော့လုပ်တဲ့အခါမှာကျမဒီတိုင်းပဲဝါဘယ်လိုပြောမလဲကျမဆတ်စုတယ်လीဆတ်စုတော့ပတ်စံကုန်တာပေါ့ကျမအာသူတို့ရဒီလိုမိတ်ကပ်တွေကိုဒီလိုပြင်တာပါလားဆိုကျမဆတ်စုတဲ့သဘောပဲကျမ professional ရသွားမှာမဟုတ်ဘူးဒီ line ကိုကျမစိတ်မဝင်စားဘူး ဒီလို line ကိုစိတ်ဝင်စားရဲဆိုတာ art အမှုပညာရှိရတယ်။အဲကျမအဲ့လိုသင်တန်းလေးတက်လိုက်တာနဲ့မြန်မာပြည်ကလူတွေကလုံးဝကိုပါဖြစ်သွားပြီ။အထင်ကြီးသွားပြီ။ကျမကို messenger မှာလာဖို့ကြာ။မဆွန်သင်တန်းပြန်ဖွင့်ပါ။အဲ့ဒါပဲ။မြန်မာပြည်ကပညာမရှိတာ။ကျမဘလို့လုတ်ပြီးတော့ဒီဟာကိုပြန်ပြီးတော့ရှင်တို့ကိုသင်ပေးနိုင်တဲ့အရေးချင်းရှိမှာတော့။ကျမဟာဒီဟာနဲ့အတူတူတကယ်ကိုမှပဲ professional လုပ်နေတယ်ဆိုရင်တော့တမျိုး professional လည်းမလုပ်ဘူးအခုမှတင်နှက်တဲ့တုံးကိုတင်ပေးပါဆိုပြီးအဲ့လိုမျိုးအခုမြန်မာပြည်ကနေတချို့လာကြတယ်ကျမကိုစကားပြန်ပေးပါတဲ့အမျက်ခုံးမွေးတတူးတပတ်လောက်ပဲတင်ပြီးမြန်မာမှာနင်တို့ပောက်ကြ40ထိုးတော့တခုခုလာပြီးတင်လိုက်တယ်တပတ်လောက်တင်ပြီးရင်နင်တို့အဲ့ဒီမှာမြန်မာပြည်မှာပြန်လောက်စားပြန်ရော professional နေတယ်မဟုတ်ဘူးဒါကြောင့်မလို့နင်တို့မြန်မာကြားကမှာခံရမယ်လို့ပြောတာ တကယ် professional နဲ့အခုမှစတက်တဲ့ဘာမှမသိတဲ့ဟာနဲ့နှုတ်မသိကြဘူးဒီနိုင်ငံမှာနှခေါင်းခွဲစိတ်တယ်ဆိုလဲတကယ် professional ညို့မှလေတော့ကြည်လိုက်သူကဘလောက်ထိအော်နိုင်ငံခြားကနေပြီးတာလားဘယ်ကနေပြီးတာလဲပြီးတွင်းကပြီးတာလားအခုစိုးမှရောက်နေတဲ့တက္ကသိုလ်တွေအားလုံးကလည်းနိုင်ငံခြားကနေဘွဲရခဲ့တဲ့သူတွေမှစိုးမှဘာဖြစ်တာတော့ဒီစိုးမှရှိတဲ့တက္ကသိုလ်တော်တော်များများမှာနိုင်ငံခြားကဘွဲရခဲ့ပြီးသားလူတွေကိုမှ ဂေါဆူပရိုဖက်ဆာခန့်ဟိုနယ်ဘက်ကလေးတွေဗာလေးတွေမှာဒီဆိုးမှာဆိုးကြောင်းကထွက်တရားလို့ယွန်းဆေးကထွက်တရားလို့ဘာလို့မှနည်းနည်းပြန်ခန့်တာဒီမှာရှိတဲ့တက်ကတူဝါဆရာတွေအားလုံးကအမေရိကန်ပြီးတာလို့ဗာပြီးတာလို့ညာပြီးတာလို့သိတယ်မလားအဲ့လိုမျိုးလာတာလေအဲ့ကျမပြောချင်တာကျမပြောချင်တာတဘောပေါက်လာအဲ့တော့တချို့က အာဘယ်လိုပြောမလဲဆိုလို့ရှိလို့ရှိရင်ညာတယ်လို့ အတိအကျပြောပါလားလို့ပါလို့စောက်အကောင့်တူနေတယ်ပေါ့တိကျပြောစရာမလိုဘူးလိုင်းပေါ်မှာချိန်ညာနေတာပဲလူတွေလဲဆိုတာဒီနိုင်ငံမှာတယောက်ပဲရှိတာချိန်ညာနေတာပဲတိတာပေါ့ လှုပ်เสียမှမလို့လားအဲ့တော့ဒီနိုင်ငံမှာတက်လိုက်ရပြီးသွားပြီးသွားမှအများကြီးပဲတက်လိုက်ရပြီးသွားမှအများကြီးပဲလှုပ်ရှားတဲ့သူတွေအများကြီးပဲပြီးတော့နောက်တစ်ချက်ကတက်လိုက်ရအောင်မြန်မြန်ပြီးစီခြင်းနဲ့ဆိုတော့တက်လိုက်ရမြန်မြန်မပြီးဘူးဆိုလို့ရှိရင်ကျမတို့နိုင်ငံကျမတို့မြန်မာလူမျိုးတွေအရန်ကိုအနှိမ်ခံရမှာကျမတို့ခုပြောပြမယ်နော်ကျမဒါအရင်တစ်ခေါက်ကလည်းပြောထားပြီးသားပါကျမ ထဲမှာတရောင်းစားတယောက်ရောက်နေ။ဟိုကဒီကျမပြောထားပြီးသားပါကျမတို့ကိုရီးယားမှာအရင်တုန်းကဒီ bank card တွေဆိုရင် master card တို့ visa တို့အဲ့လိုတွေထုတ်ပေးတယ်။အခုကိုရီးယားမှာရှိနေတဲ့လူတွေအားလုံးကတ်မပြောက်အောင်စောင့်ရပါလို့ပြောချင်ပါတယ်။ကတ်ပြောက်သွားလို့ရှိလို့ရှင် visa တို့ master တို့မပေးတော့။နိုင်ငံအပြည့်တွင်းမှာပဲပါလို့လဲ။ တုံးတဲ့ကပ်ပဲပြီးတော့တယ်ဒါပေမဲ့ပြည်တွင်းမှာတုံးတဲ့ကပ်ဆိုပေမဲ့လည်းဘယ်လိုပြောမလဲအဘယ်ဒီကပ်နဲ့ဘယ်နေရာမှာတုံးရင်5%ရော့တာလို့ဒီကပ်နဲ့ဘယ်နေရာမှာတုံးရင်5%ရော့တာလို့အဲ့လိုကပ်ပဲပြီးတော့မှာပြည်တွင်းတုံးကပ်ပဲပြီးတော့ပြပကနေပြီးတော့အဲ့လိုတုံးလို့မရတော့ဒီကပ်ကိုပြပမှာတုံးမယ်ပြီးလို့ရှင်ပြန်ဖတ်အဲ့လိုတွေမရတော့ဗီဇာတို့မာစတာတို့မပေးတော့အဲ့ဒါဟာနာအခုဟာနာကျမဘာကြောင့်လဲဆိုကျမမှာကတ်ရှိတယ်အဲ့ကတ်ကိုဗီဇာကတ်ပဲ ဗီဇာကတ်ပဲဒါပေမဲ့ကျမစီမှာကျမတက်ရောက်ထဲနေတယ်လေကျမတက်ရောက်ထဲနေဟာနာမှာ၄ကတ်လောက်ရှိတယ်ကျောင်းကဟို student ကတ်တွေရောရိုးရိုးကတ်တွေရောပြီးရတယ်ကျမမှာဟာနာတင်ဘန်းစာအုပ်က၄အုပ်ရှိတာအရင်တော့ကကျမတို့ဘန်းစာအုပ်တင်သိန်း50သိန်း50တရက်ကိုလွှဲလို့ရတယ်ဟာနာတွေကြီးရဲ့ကျမနောက်တစ်ခါကပဲ3သိန်းပဲ3သိန်းပဲပေးတော့တာနောက်ပိုင်းမှာ3သိန်းပဲပေးတော့တာတရက်ကို3သိန်းပဲပေးတော့တာ ဒီကျမတို့ကုကုမင်းပန်ဆိုတဲ့ဟာလဲ350ပေးอ่ะအခုနောက်ပိုင်းမြန်မာလူမျိုးဆိုရင်သူကလေလိမ္မာကိုစိုးတဲ့အတွက်ကိုအကုန်လုံးဖြတ်ချနေပြီဒါကြောင့်မလို့ကိုရီးယားနိုင်ငံမှာရှိတဲ့သူတွေကတ်တွေကိုအရင်ကတ်တွေကိုမပြောက်ပြက်အောင်ပဲဆောင်ရက်ပါလို့နော်ကတ်ပြောက်ပြီးပြန်လျှောက်တယ်ဆိုပြည်တွင်းသုံးပဲရတော့မှဂျန်နာမရတော့အဲ့တော့နိုင်ငံကြီးကအာစိုးွားတယ်ဒီလိုမျိုးစုပ်ပြတ်တတ်နေတာကို အပြည်တွင်းကလူတွေပဲခံရတာမဟုတ်ဘူးပြည်ပလူတွေပါခံရတယ်ကြည်လိုက်ရင်မြန်မာဆိုတာနဲ့တင်ပဲတခိုးလူလူဂျပိုးလူလူအဲအဲ့လိုမျိုးပုံစံနေဖြစ်ဖြစ်ခံရတယ်ဒါကြောင့်မို့တက်လိုက်ရအောင်မြန်မြန်ပြီးဖို့အတွက်ကိုရီးယားမှာဟိုတက်လိုက်ရအောင်အမိခံပြီးတော့လှုပ်ရှားနေတဲ့သူတွေအားလုံးလဲဓာတ်ရိုက်တကယ်တက်လိုက်ရအောင်လှုပ်နေတဲ့သူတွေကိုဓာတ်ရိုက်ငွေလှူဖို့ပေါ့ အခုဆိုရင်တက်လိုက်ရအောင်ဘန်းပြပြီးမိကိုတွေခေါ်ကြတယ်တက်လိုက်ရအောင်ဘန်းပြပြီးတော့ဗီဇာတွေအတနာခံတဲ့ဗီဇာတွေအများကြီးပြောင်းထားဒါပေမဲ့တယောက်မှာ9000တောင်မလူကြဘူးကိုကိုကိုလိပ်ပြလုံကြလားပေါ့အပြီးတော့ကျမတို့ကိုဒါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအောက်တန်းစားတစ်တိုက်ကပြောနေမယ်ကျမတို့ခုချိန်ထိတက်လိုက်ရတဲ့ဘတ်တက်ပြီးတော့ဘာမှလက်စားထားတာဘာမှမရှိဘူးကျမဗီဇာပြောင်းထားရတယ်မရှိဘူး အခုချိန်ကြီးဗီဇာပြောင်းလို့ကပိုတော့လွယ်သေးတယ်ကျမလောက်လွယ်တာကျမပဲရှိတယ် refugee ခံမလားကျမချက်ချင်းရမှာပေးကြတယ် refugee ခံအောင်မလားဘာလုပ်အောင်မလားကျမဘာလုပ်လို့ကျမရမှာပေးကြတယ်အဲ့တော့အဲ့ဒါကျမမှာခိုင်လုံတဲ့ဒီတေးတွေအော်တိုက်ရှိတယ်ညာစရာမဟုတ်ဘူးဒီတေးအပြည့်ဖုံးကို၃လေးလုံးပဲအပြည့် ဒါကြောင့်မလို့ဘယ်နေရာဖြစ်ဖြစ်မြန်မာဆိုတာနဲ့နည်းနည်းတော့ခံနေရတာတွေရှိတယ်ဆိုတဲ့အကြောင်းပြောချင်တာအမလည်းတချို့ကတော့လည်းမသိဘူးပေါ့အာငါတို့မာစတာဘွဲ့ရလိုက်တယ်ပေါ့ဆိုတော့အကြောင်းကိစ္စပြန်ပြောမယ်ဆိုရင်ဒါပေမဲ့ဒီနိုင်ငံမှာ ငွေရှာပြီးရင်ဒီနိုင်ငံမှာပဲသူ့ငွေကိုဘာလောက်တာလဲပြန်သုံးအောင်ဆိုတဲ့နီလန်ပေါ့သူတို့ကတော့စနေစနေစင်းတဲ့အတွက်ကြောင့်မလို့ပတ်စံနေတော့ပိုရသွားတာပေါ့ပြီးတော့ចောင်းကလည်းပိုပြီးတော့စာချုပ်ချုပ်လို့ရတာပေါ့မြန်မာလူမျိုးတွေခေါ်တယ်ဆိုတဲ့အခါကျတော့အဲ့တော့လူလဲတွေလှုပ်ရှားလို့ရတာပေါ့ဗျာလူလဲတွေလှုပ်ရှားလို့ရတယ် ကျမတို့ကတော့မပြောချင်တော့ကျမကတော့အကုန်သိတယ်ဒါပေမဲ့တချို့ကတော့အမလေးဒီမျိုးသမီးကတော့မဟုတ်တာအာဒီလိုမျိုးဖြစ်တာကိုလိုက်ပြောနေတယ်မဟုတ်ဘူးနော်ကျမတို့ဥပဒေအရပြန်စင်စားခြင်းနဲ့နာတာကိုရေကြီးရဲ့တေးသေးချာချာကိုလေ့လာဖို့ပြောတာအော်မသိတဲ့လူတွေတေးသေးချာချာခေါင်းမတုံးတဲ့လူကအဲ့ဇူနီလာထိပြောလိုက်ရင်သူတစ်ပါးကိုဗလိမ်းမှာပဲသူတစ်ပါးကိုမဟုတ်ဘူးနော်တေးချာပြန်စင်စားရင်မှန်လားမှားလားဆိုတော့ ျမတို့ကတော့ဥပဒေနဲ့တသမတ်ထက်သွားတဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျမတို့လက်မခံခြင်းပေါ့နော်လောက်စားနေတဲ့သူတွေအများကြီးပဲကျမမသိဘူးထင်ပါဆိုလို့ကျမအကုန်သိတယ်ကျမတို့နိုင်ငံလူတွေလဲ နိုင်ငံသားမှာအကြောက်အကြောက်ရဆုံးကလေကိုရီးယားနိုင်ငံသားမဟုတ်ဘူးနော်အောက်တန်းစားမြန်မာနိုင်ငံသားကိုကြောက်ရမှာလုပ်ငန်းတွေစတော့မှမလို့ကိုယ့်ရဲ့အကြောင်းကိုကိုသိရင်ခုတည်းကရတန်းရရကြ เออเดี๋ยวช่วยเยสักแค่นี้มาสติดีไม่ยาลูกซีดีดีเนี่ยเปย์บูดีเวทาราบอกจากี่มันลงงานนี่สาบีอ่ะนึกสาวจังมีกองพอไหมยกับเป็นไอ้ชาเลยไม่ได้เป็นงานที่อยู่แล้วเนี่ยทุกบูสิ่งมากรุงเนี่ย စေချက်ပေါ့စတက်တီနဲ့ OCD လေးနဲ့ပါပေးဖို့တော့အလူတွေကဟုတ်လာပြီးချင်းနေကြအလူတွေမြန်မာပြည်မှာလည်းခံရတယ်လို့ကိုရီးယားတွေလည်းခံရတယ်လို့ပြောတာပါဒီဗီဒီယိုတွေကိုဖြတ်ပြီးမတင်ပါနဲ့ဖြတ်ပြီးတင်တဲ့လူမှတခိုးတွေရှိတယ်အဲ့ဒီတခိုးတွေကိုကျမတတိပေးရအောင်လောက်ပါပဲ